တာချီလေးမျိုး၌အိမ်တော်စုလူ့ရေးစည်းရင်းနှင့်နိုင်ငံတော်စီစီရေးကမြာပေးရတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနရှမ်းပြည်နယ်ရှိပိုင်းတာချီလေးမျိုး၌ပိုင်းငင်းစီမံချက်တုံးဖြင့်ကွင်းစင်းဆောင်ရွက်ခဲ့သည့်အိမ်တော်စုလူ့ရေးစည်းရင်းနှင့်နိုင်ငံတော်စီစီရေးကမြာပေးရဖို့ကိုဂျွန်လ15ရက်နေ့နေ့ပိုင်းကမိုင်းဖုံးခကျေးရွာအုပ်စုဝေလူလန်ကျေးရွာရှိရှမ်းဖုံးကြီးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှိစွာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနဒုတိယညကြားရေးမှူးဦးမင်းနိုင်ဦးကပန်းကင်းစီမံချက်အဆင့်၃ဖြင့်ကွင်းစင်းဆောင်ရွက်ပေးခဲ့မှုနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာန၏နှစ်30ပြည့်ပလေရည်နှစ်ပတ်လည်တဲ့အတိတ်မှဗီဒီယိုဖိုင်အားဖွင့်လေ့ပြသခဲ့ပါသည်။ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနရှမ်းပြည်နယ်ဦးစီးမှု ညွန်ကြာရမှုဥအောင်မျိုးဒုတိယညွန်ကြာရမှုဥမင်းနိုင်ဟူမြို့နယ်ဦးစင်းဘူးဦးသက်ဆွေဦးနဲ့တာဝန်ရှိသူများကအိမ်တော်စုလူဦးရေစည်းရင်းနဲ့နိုင်ငံသားစစ်စေးကပြတရား69ကပ်ကိုပြည်သူတို့ချင်းလုံးဝရောက်ပြီးအခါမိုင်းပုံကကြီးရွာဦးစုကိုစားဒေသခံတို့ကကျေးဇူးတင်စကားပြောကြပြီးညွန်ကြာရမှုဥအောင်မျိုးကတန်းကင်းစီမံချက်တုံးဖြင့်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်ကူညီဆောင်ရွက်ပေးခဲ့သော ကြီးရွာဦးချုပ်ရည်မှု ဥအောင်စိန်ကျော်နဲ့အဖွဲ့ဝင်များလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါတယ်။ယင်းနောက်မြို့နယ်ဦးစီးမှုနှင့်ဝန်ထမ်းများကမိုင်းပုံကကြေးရွာဥစုတွင်ရှိဒေသခံပြည်သူများဘိုင်ယိုမက်ထရစ်ဒေတာများကောက်ယူပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။